ကျွန်တော်ရဲ့မိစေဗုဒ္ဓဟူသာသမီးများအားလုံးမင်္ဂလာပါနော်ဗုဒ္ဓဟူသာသမီးများအတွက်ဒုက္ခကြေပွင့်တေရောနမိတ်ကိုတေရောကခုနှစ်ကကြပြီးတော့ကံကြမ္မာဖတ်ကြပြီးမှာဖြစ်ပါတယ်နော်အဲတော့ဗုဒ္ဓဟူသာသမီးတွေအတွက်ပထမဆုံးကြလာတဲ့တေရောနမိတ်ရဆိုရင်တော့အင်မတန်မှ မင်္ဂလာရှိတဲ့နမိတ်ကောင်းတဲ့ကျေးဇူးမင်္ဂလာနဲ့ပြည့်စုံတဲ့တေရောကလေးဖြစ်ပါတယ်အဲ့ဒါဗာလဲဆိုတော့ကျွန်တော်တို့ကြေပွင့်6ပွင့်တဲ့သင်္ကေတနမိတ်ပါ ဒီလိုတဲ့မှာဆိုတော့သူကျွယ်တယောက်ပေါ့နော်ပတ်စံချမ်းသာကျွယ်ဝတဲ့သူကျွယ်တယောက်ကသူပိုင်ဆိုင်တဲ့ငွေကြေးဥစ္စာဒဏ္ဍာရီကိုစင်ရဲနွမ်းပါတဲ့သူတွေကိုစွန်ကျဲနေတယ်ပေးကမ်းနေတယ်လက်တစ်ဖက်ကလက်တစ်ဖက်ကကြတော့ချိန်ငွေကိုကင်ထားတယ်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်အဲ့တော့ဘောရိုသားသမီးတွေကဒီကလာမှာကိုကိုယ်တိုင်လည်းအဆင်ပြေမယ်ပေါ့နော်။နောက်ကိုကချစ်ခင်ရတဲ့လူတွေကိုပေးခြင်းတဲ့လူတွေကိုထောက်ပံ့ပေးကမ်းခြင်းတဲ့ လူတွေကိုလည်းကိုညီထောက်ပံ့ပေးနိုင်မဲ့ကံလာတာမျိုးရှိပါ။ဒါကြောင့်အဖွဲ့ဘက်ကနေပြီးတော့အဆင်ပြေကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေတူတူကြကြတိုးချက်ပြီးတော့လုပ်ကင်ဆောင်ရွက်တဲ့မှာမမျော်လင့်မဲ့ငွေရပေါက်ရလန်းပွပြီးတော့ငွေကြေးတွေအဆင်ပြေသွားနိုင်တဲ့ကံလာတာမျိုးတွေလည်းမလဲရှိတယ်။ကာလာကြာစီထင်းငုံနေတဲ့ကြံ့ကြာနေတဲ့အယောင်းဝယ်ကိစ္စတွေတိတိသာသာအောင်မြင်သွားတတ်တဲ့အချိန်ကာလာမျိုးဖြစ်ပါတယ်။ ဘုံမှာအိမ်ရောင်းတာတို့ခြံရောင်းတာတို့ကားရောင်းတာတို့ဘလို့မှရောင်းမထွက်တဲ့ကိစ္စတွေဟာရောင်းထွက်သွားတာပေါ့နော်ဒီကလာမှာသူကအိမ်ရောင်းဖို့လုပ်နေတယ်ကားရောင်းဖို့လုပ်နေတယ်ဘုံကမြေရောင်းဖို့စူးစမ်းနေတယ်ဘလို့မှရောင်းမထွက်ဘူးအเจ้าမျိုးမျိုးနဲ့ထိန်ကွက်နေတယ်အเจ้าမျိုးမျိုးနဲ့ကြန့်ကြန်နေတယ်ဒီကလာလေးကိုရောင်းမှမမျော်လင့်မနဲ့ရောင်းထွက်သွားတတ်တဲ့ကံတရားမျိုးအပြည့်ဝစီပါဒါမှမဟုတ်ဒီကလာမှာကျွန်တော်ဘောလုံးသားသမီးတွေမှာအိမ်ချမ်းမြေအယောင်းဝယ်ကိစ္စ အောင်မြင်ဖို့အတွက်အကျိုးသားအထုတ်နေတဲ့သူတွေဆိုရင် လုံးလလေးနည်းနည်းလေးစိုက်ပြီးတော့ပို၍ကျိုးသားအထုတ်တင်ပါတယ်။နောက်အင်ဂျင်မင်းအကျိုးဆောင်လောက်ကိုင်းဆောင်ရွက်နေတဲ့ဗုဒ္ဓဥဒသမီးတွေဒီကလာတွေမှာပွဲဖြစ်တတ်ပါတယ်။ပွဲကြီးကြီးမားမားဖြစ်တတ်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ဒီကလာတွေမှာဟာကိုဗုဒ္ဓဥဒသမီးတွေရဲ့ရင်ဆိုင်ကျုံတွေ့နေရတဲ့အမှုခင်းလိုကိစ္စမျိုးလေးတွေတည်ရသွားတာမျိုးလေးတွေအနိုင်ရသွားတာမျိုးလေးတွေတက်သွားတာပြီးပြတ်သွားတာမျိုးလေးတွေကျွန်တော်တတ်ပါတယ် ငါကော်ပဏီဝန်ထမ်းနေအစိုးရဝန်ထမ်းနေစသဖြင့်လုပ်ငန်းဆောင်ရွက်နေတဲ့သူတွေဆိုရင်အထက်လူကြီးဆရာသမားတွေရဲ့ကိုယ်ကူညီဆောင်ရွက်ပေးမှုတွေအဲအကြံကောင်းဉာဏ်ကောင်းပေးမှုလေးတွေကြီးကျယ်ဆောင်မမှုလေးတွေအပြည့်အဝရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နမနိကဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့နမိတ်ကကြတော့စွားချင်းဆိုတာကကြတော့နော်စွားချင်းဆိုတာအကြတဲ့အကြုံချင်းအခက်ခဲအကြုံချင်းဆိုတဲ့နမိတ်ပါ။အဲ့တော့ဆွေမျိုးသားချင်းတွေနဲ့ကိုကအလုပ်တွေလုပ်ထားတယ် ပြည့်ရကမပြီးမပြတ်ဖြစ်နေတယ်ရှေ့တော့ကဲနောက်ဆိုအပ်ကဲအခြေအနေတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတတ်တယ်နည်းနည်းသတိထားသင့်ပါတယ်။နောက်လူမှုရေးကဏ္ဍတွေမှာတော့ကိုယ့်ဘက်ကအားနည်းချက်ကလေးဖြစ်တတ်တာပေါ့နော်။ဘုရားသခင်တွေကမိဆွေတွေအပေါင်းအသင်းတွေတကယ်ချင်းတွေနဲ့အဆက်အသွယ်ပြတ်တောက်နေတတ်တာ။မိဆွေအပေါင်းအသင်းတကယ်ချင်းတွေကိုလည်းပဲအလိုလိုနေနဲ့စိတ်ကုံတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်။လူမှုရေးကိုစိတ်ကုံတာပေါ့။အဲတော့အပေါင်းအသင်းတွေနဲ့တကယ်ချင်းတွေနဲ့မတွေ့ခြင်းဘူးမဆုံခြင်းဘူးစကားမပြောခြင်းဘူး အဲ့လိုမျိုးလေးတွေကြုံရတတ်ပါလားနောက်ခုကငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့ကံတရာမှာကြတော့ဒီကလာမှာကိုယ်အနေနဲ့ပတ်စံတွေထားเสียနေရမရှိအောင်ပတ်စံတွေရှိစေဝါးပတ်စံတွေကိုကိုယ်ကစေဝါးလုပ်ရင်ကောင်းမလားဖြေဝင်ကောင်းမလားကားဝင်ကောင်းမလားရင်းနှီးမြှုပ်နှံရင်ကောင်းမလားဘာမှမလုပ်ဘဲနဲ့ဘန်ဝိုင်းရင်ကောင်းမလားအဲ့လိုမျိုးတွေပေါ့နော်တွေးဟာပြင်နေတာတို့ပြောချင်တာတော့ပတ်စံတွေပတ်သက်ပြီးတော့ အဆင်ပြေတယ်ဒါပေမဲ့လမ်းပြောင်းနေသလိုကြုံတွေ့ရတဲ့အကန့်တရားမျိုးရှိတတ်ပါတယ်။နောက်ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ယောဂဟောင်းတို့ဝေဒနာဟောင်းလေးတွေပြန်ပေါ်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ကျမ်းမာရေးနည်းနည်းလေးအခက်အခဲလေးတွေကြုံရတတ်တာပေါ့နော်။နောက်တစ်ခုကပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကျတော့တလဘာတဲ့။ဒါဆိုတာပျော်ရွှင်ရတာပေါ့။အဲ့တော့ပညာရေးနဲ့ပတ်သက်ရင်ကံတရာကောင်းမယ်။ နောက်တစ်ခုကကိုကြိုးစားအထုတ်နေတဲ့ပညာရေးကိစ္စ၊သင်တန်းကိစ္စ၊စာမွေးကိစ္စတွေမှာထူးထူးခြားခြားအောင်မြင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်ရင်စိတ်ချမ်းသာပျော်ရွှင်ရတတ်တာပေါ့။နောက်ခြေအိမ်တော်နဲ့ပတ်သက်ရင်ကံစားတာအထူးကောင်းမှအခြေအတွေစိတ်ချမ်းသာအိမ်တော်နဲ့ပတ်သက်ရင်စိတ်ချမ်းသာကိုကျေသူကကိုဘောအင်ပလမကောင်းကိုအိမ်တော်ဘက်ကကိုဘောအင်ပလမအကျိုးပြုတ်တတ်တယ်။ဒါပေမဲ့ကိုစိတ်ကနော်ဗုဒ္ဓဘာသာသမီးတွေနည်းနည်းသတိထားမယ့်အပိုင်းပါနော်ကိုစိတ်က တန်တရားကိုအကြောင်းပြုပြီးတော့အလွန်အမင်းပူလောင်နေတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲ့တော့အလုံးအကြောင်းသုံးသပ်ပြောရမယ်ဆိုရင်တော့တော့ဗုဒ္ဓသာသမိတွေရဲ့ကံတရားဒီအကောင်းများပါ အကောင်းများတယ်အာအောင်မြင်ခြင်းတွေချမ်းသာကြွယ်ဝခြင်းတွေအစဉ်ပြေခြင်းတွေကိုယ်ညီထောက်ပံ့ရခြင်းတွေတေသာဘောရနိုင်တဲ့လုံနိုင်တဲ့ကံတရားမျိုးရှိပါလုံးကောင်းမလားမကောင်းလားဆိုရင်လည်းလုံးလဲလုံးတင်ပါငယ်တဲ့သတိထားမဲ့အပိုင်းဟာ လေးတွေလည်းရှိတယ်အဲ့ဒါနံပါတ်၄ကချေးအိမ်တော်တွေမှာတန်တရာမများနဲ့ငွေချင်းနဲ့ပတ်သက်ရင်ဆုံးဖြတ်ချက်ချတာမမြန်နဲ့စုံရစားခြင်းတွေနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့ NLD ဆက်လက်ပြီးတော့စ조사အထုတ်တင်တဲ့လူမှုရေးတွေကိုအရင်စိတ်မကုန်နဲ့အဲ့လိုမျိုးလေးဆိုပြောတင်ကြောတင်ပါနော်အဲ့တော့ကျွန်တော်တို့ဒါဗုဒ္ဓဘာသာသမီးရဲ့အကန့်တရားမှာဒီကလမှာအကျိုးပေးတဲ့အကန့်ကောင်းတဲ့အကြောင်းဆိုရင်အနီရောင်ကောင်းတဲ့နီမျိုးရောင်ကောင်းပါတယ် ။အော်ထီရောဒါလေကံသမဲ့တို့ရဲ့ဝန္ဒနာပါတဲ့ဘုရားသမီးတွေဆိုရင်တေစာ၃ဆုံးတို့၃စာတေဆုံးတို့စတဲ့နံပါတ်တွေချပြီးတော့ထိုးပါ။မြတ်စွာဘုရားရှင်ကိုရောအမြတ်ကြီးကိုတဲ့ဒီကလာမှာဘာလူရမလဲဆိုတော့စီတမင်းထိုးပြီးတော့ကတ်လူပါပေါ့နော်စီတမင်းတူပါ။အဲဆိုရင်မိမိတို့မှာရှိတယ်မကောင်းတဲ့ကံသာတာအညံ့အကိုက်ကလေးတွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိတယ်မှာဖြစ်ပါလေ။ကျွန်တော်ရဲ့မိတ်ဆွေ ဘုရောဒသမီးတော်ရဲ့မိတ်ဆွေပေါင်းလည်းကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လူရဆန္ဒတလုံးတော်ရရရှိနိုင်ကြပါစေ။ကျန်းနေအောင်ဆောင်းနိုင်မြောက်ပြီးတော့မိတို့ဘဝလန်းခီလန်းကိုတသာရရာလေးဆောင်းနိုင်နိုင်ကြပါစေလို့အယူတော်မင်္ဂလာချမ်းနေပြီးတော့ပိုက်လိုက်လဲလဲဆုတောင်းမေတ္တာပို့တာပေးလိုက်ပါလေ။အာကျွန်တော်ရဲ့မိတ်ဆွေတွေကိုယူတော်မင်္ဂလာချမ်းနေပြီးတော့အရေးကြီးတဲ့သတင်းလေးတွေပြောချင်ပါတယ်။နံပါတ်၄ကတော့ကျွန်တော်တို့ယူတော်မင်္ဂလာချမ်းကလစဉ်တရက်နေ့တိုင်း ပုံမှန်ဖွင့်လင်းနေကြဘီလင်းလက္ခဏာဆရာပြစ်တင်တန်းရှိပါတယ်နော်တရားနေ့အတွင်းတင်တန်းရှိပါတယ်အဲ့တော့ကိုကဘီလင်းတက်လောကီပညာတက်ဂမ်ဘီယာတက်တွေကိုတင်ယူခြင်းနဲ့တဲရောပညာတွေကိုတင်ခြင်းနဲ့အဲဘကောင်းမှုဘီလင်းဆရာဆရာမဘဝနဲ့ရက်တည်ခြင်းနဲ့ဆိုရင်အယူတော်မင်္ဂလာချမ်းမှာအခမဲ့တင်တန်းလာတက်လို့ရပါတယ်တင်တန်းရေးပါတင်ညာတွေဘာမှပေးစရာမလိုပါဘူးစာဝင်နေရတာကျွန်တော်တို့ယူတော်မင်္ဂလာချမ်းနေပြီးတော့တာဝန်ယူပါတယ်တင်တန်းကာလရှေ့ရတာကာလကြာမြင့်မှာဖြစ်ပါတယ် ဒါပုံမှန်သင်တန်းကိုပြောတာပါနောက်တစ်ခုကကျွန်တော်တို့ယူရောမင်္ဂလာကျမ်းနေပြီးတော့လာသင်လာတိုင်းအဲသင်တန်းနေရာနေပြီးတော့ဆင်းသွားတဲ့ဆရာဆရာမတွေအတွက်အတက်မြင်ဆောင်နှစ်မြင်ဆောင်3 4 5 6ခွန်8ဆိုပြီးတော့သင်တန်းနေရာနေဆင်းသွားတဲ့ဆရာဆရာမတွေအတွက်တီးတက်အာဒီလာမှာဖွင့်လှစ်တဲ့မွန်မန်သင်တန်းရှိပါတယ်24ရက်နေ့ကိုစမှာဖြစ်ပါတယ်အဲ့တော့မွန်မန်သင်တန်းတက်ဖို့အတွက်15ရက်တာကာလအကြာမြင့်မှာဖြစ်ပါတယ်မောမန်တင်တဲ့ကလာ15ရက်ကြာမယ် ကျွန်တော်တို့အဲတော့ဆရာကြီးဆရာမတွေအားလုံးကိုလည်း moment ကိုလာတက်ဖို့အတွက်ပြောချင်ပါတယ် moment မှာတည်တည်တရာလေးဒါလာပြီးတော့စူးစမ်းပြီးတော့တက်ရောက်ကြပါနော်အားလုံးဟိုမဖြစ်မနေတက်တင်ပါတယ်နော်အဲဒါကဆရာဆရာမတွေအတွက်တင်းနှန်းသူတင်းနှန်းသားအဟောင်းတွေအတွက် moment တင်းနှန်းဖွင့်တဲ့အကြောင်းပြောခြင်းဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့အကြောင်းမျိုးနဲ့ယူရိုမင်္ဂလာကြံမလာနိုင်ဘူးဒါပေမဲ့ဘေးရင်မေးခြင်းတယ် online ကနေပြီးတော့ hostel margin လဲဆိုရင်ကျွန်တော်ရဲ့ viber number ကနေပြီးတော့ set သွဲပြီးတော့မှာလို့ရပါတယ်။ပွာအိမ်ရောက်တွေ့ခြင်းနဲ့ကားရောက်တွေ့ခြင်းနဲ့နော်အနိုင်ငံကြောင်းအမြန်သွားခြင်းနဲ့အเจ้าမျိုးနဲ့ထင်းကိုအကြံ့ကြာနေတဲ့ကိစ္စတွေရှိတယ်။အဲ့ဒီကိစ္စတွေအတွက်ရေရရာအကူအညီတွေတောင်းနေတယ်ဆိုရင်လည်းကျွန်တော်ရဲ့ viber number ကနေပြီးတော့ set သွဲပြီးတော့အကူအညီတောင်းခံနိုင်ပါတယ်။နော်ဘာစရာဒီမင်းသိန်းကရဲ့ကြီးနေပြတော့အပြီးပေါက်တဲ့ပရီးလေးတွေနော်ကျွန်တော်ကိုယ်တိုင်စီရင်ထားတဲ့ဝါစိန်းနေအဆောင်လက်ပတ်လေးတွေ ဝါစိန်ဤလက်ဖွဲ့ဆက်လွယ်ကျိုးရဲ့ဒါတော့ဝါစိန်ဤအင်းစမဖျောင်းနိုင်လေးဒီဒါတော့ယရနာဒီပန်ဖျောင်းနိုင်ပေါ့နေနံလိုက်ကိစ္စလိုက်ထုံးကြီးရတဲ့ဖျောင်းနိုင် နောက်ဇီးသားရောင်းမလေးဒီဒါလေးတွေပေါ့ဗျာအဲတမနာပေါင်းဆောင်အဲ့ဒီအဆောင်ရည်ရပစ္စည်းလေးတွေအလို့ရှိတယ်ဆိုရင်လည်းအာလာနိုင်တော့ချာမလာဝယ်လို့ရပါတယ်မလာနိုင်ဘူးဆိုရင်လည်းဘိုက်ဘာနေပြီးတော့ဆက်သွဲပြီးတော့မာနိုင်ပါတယ်เนาะကျွန်တော်ရဲ့ဘိုက်ဘာနံပါတ်ကတော့39692 3ည5လုံး9အဲ့ဒီနံပါတ်လည်း3ပါတယ်။နောက်ငကုတော့နံပါတ်အဟောင်းဖြစ်တဲ့3ည9ခု9 2000 290ဆိုတဲ့နံပါတ်ကိုလည်းအသုံးပြုပါတယ်။အဲ့ဒီကနေဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်နော်။